မြန်မာအိုက်ဒေါ်မှာအစီအစဉ်တင်ဆက်သူအဖြစ်လူတီများခဲ့တဲ့ကြော်ထက်အောင်ဟာအခုနောက်ပိုင်းရုပ်ရှင်ဇာတ်ကားတွေမှာပုံမပါဝင်လာပြီးတရုတ်ဆောင်တယောက်အဖြစ်လဲအောင်မြင်မှုတွေရလာပါတယ် ။ဟုတ်ကျွန်တော်ရဲ့ဒီ career တစ်ခုပုံပါဆိုလို့ရှိရင်ဒီနှစ်ခုလုံးကကျွန်တော်ရဲ့ career ပါ။အဲကျွန်တော်ကဒီ MC နဲ့ဖြစ်လာတာဆိုတော့ MC ကိုလည်းကျွန်တော်လက်လွတ်မှာမဟုတ်ပါဘူး။လူတစ်ယောက်ကသူပြဲလင်းရှိရှိတဲ့အရာတွေအားလုံးလုံနိုင်စွမ်းရှိရမယ်ဆိုတဲ့အကြီးရွယ်ချက်နဲ့ကျွန်တော်ကလုပ်နေတာပါ။ဒါကြောင့်မို့လို့ကျွန်တော်ဒီအဲကျွန်တော်ရဲ့ဝါသနာအရစာလေးရေးဖို့မှာပါ။အပြီးရဲ့ခါမှာကျွန်တော် MC လေးဆက်လုပ်မယ်ကျွန်တော်ဒေယုဆောင်ဘက်မှာလည်းကျွန်တော်မလေးနှင်းအောင်တာဝန်ကျေပါမယ်ကြောင့်။ Ladies and gentlemen, မြန်မာအိုက်ရောပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်သူတွေအနေနဲ့ပြိုင်ပွဲမှာဝင်တာမဖြစ်ပေမဲ့အမှုပညာကတည်သွားတာမဟုတ်တာကြောင့်အောင်မြအောင်ဆက်လုပ်ကြဖို့သူကတိုက်တွန်းလိုက်ပါတယ် ပြောပါဦးဟိုတနပီတမနစ်ပေါ့နော်ဟိုဒါပါပီတပတ်တယောက်ပီးတယောက်ကထွက်ထွက်သွားရတယ်အဲ့ဒီပုံမှာဟိုကိုယ်တိုင်လည်း1 name ပြီးပါတယ်ဒါပေမဲ့ဒါကတို့အမှုပညာလမ်းကြီးဆုံးသွားတာမဟုတ်ပါဘူးဟောအဲ့ဝင်နာပြစ်မအောင်မြင်မှာမဟုတ်ပါဘူးကျွန်တော်စီဇန်1နေ့ကပြောခဲ့ပါတယ် ซีซั่น1มาโซเฟียเอเวอเรสต์ဆိုလို့ရှိရင်အခုဆိုไลท์လို့တော့မမီတော့ဘူးเนาะအဲ့လိုမျိုးပေါ့တော့ဘူးသူဝင်တာမဟုတ်အဲ့လိုမျိုးဖြစ်အောင်ဟိုစူးစမ်းနေရမယ်ပေါ့เนาะငါကဒီနေရာနေထွက်သွားလို့ငါဘွားပြီးသွားတာမဟုတ်တကယ်အောင်မြင်တယ်တကယ်တိုးတက်တယ်ဆိုလို့ရှိရင်ဆိုဖီယာသက်သေပဲတားငယ်လည်းသက်သေပဲတားငယ်လည်းအလုပ်အရန်လုပ်လို့မရသူကဝင်တာလည်းဖြစ်တယ်လာလာလည်းဒီလိုပဲလာလာလည်းသူ့ဘာနဲ့သူသတင်းတွေစုံနေရတယ်အဲ့လိုမျိုးပဲမှတ်ယူနေကြပါတယ်တော့နောက်တစ်ယောက်ကိုကြည့်မယ်ဆိုကျွန်တော်တို့ပြန်ခွဲမဟုတ်တဲ့နောက်တစ်ယောက်ကိုကြည့်မယ်ပုံထက်ပုံထက်ဆိုအရန်ဟိုလေးပြီးတော့အောင်မြင်တဲ့ အဆိုတော့ဖြစ်နေပြီပဲအဲ့လိုလေးတွေကိုတို့ပေါ့နော်ဥပမာယူပြီးတော့တို့အဲ့လိုအောင်မြင်အောင်ဆက်ပြီးတော့စူးစမ်းနေကြပါတယ်